အိန္ဒိယမြန်မာထိုင်း IMT သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက်မြန်မာနိုင်ငံမှာတည်ငြိမ်မှုရှိဖို့ထိုင်းနိုင်ငံကြ ాయి ဝင်ကြီးစီယာဆက်ဖူအန်ကကူကအိန္ဒိယခရီးစဉ်မှာပြောကြားလိုက်ပါတယ်။စီမံကိန်းပြီးစီးဖို့ကာလရှည်ကြန့်ကြာနေတဲ့ IMT အဝေးပြေးလမ်းမကြီးရဲ့ထိုင်းနိုင်ငံကပါဝင်ဆောင်ရွက်ရမယ့်အပိုင်းဟာပြီးစီးသွားပြီလို့၎င်းကအတည်ပြုပါတယ်။ ထိုင်းဆိုရကမြန်မာနိုင်ငံထဲမှာရှိတဲ့စီမံကိန်းအပိုင်းတချို့အတွက်ငွေကြေးထောက်ပံ့ပေးခဲ့ပြီးအိန္ဒိယကလည်းငွေကြေးထောက်ပံ့ဖို့ကူညီနေပေမဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ဝေးပြေးလန်းစီမံကိန်းကိုရန်နာထားရပါတယ်။မကြာခင်မှာအခြေအနေတွေပုံမှန်ပြန်ဖြစ်လာပြီးတုံးနိုင်ငံဝေးပြေးလန်းမကြီးစီမံကိန်းကိုဆက်လက်လှုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်လို့ CIA ဆက်ကပြောပါတယ်။မြန်မာနိုင်ငံရေးမငြိမ်မသက်မှုတွေရှိနေပေမဲ့လာမယ့်နှစ်နှစ်ကနေသုံးနှစ်အတွင်းစီမံကိန်းပြီးစီးဖို့ကိုတော့အိန္ဒိယအစိုးရကမျှော်လင့်ထားပါတယ် ပြည်ရင်ပြည်ပခနောက်ပိုင်းအထူးသဖြင့်တိုင်းရင်းသားလက်နက်ကင်တွေထိ ंछ ုတ်ထားတဲ့စကိုင်းတိုင်းဒေသကြီးမှာစီမံကိန်းတိုးတက်မှုတိတိတတ်တာနှေးကွေသွားပါတယ်။အိန္ဒိယအစိုးရကတော့စီမံကိန်းကိုအရှိန်မြှင့်ပြီးအပိတပ်ဖို့အကြိမ်ကြိမ်တိုက်တွန်းနေပါတယ်။အိန္ဒိယအစိုးရရဲ့ IMD လမ်းမကြီးကအိန္ဒိယနိုင်ငံနယူးဒေလီမှာစတင်ပြီးမြန်မာအိန္ဒိယနယ်စပ်တမူးမြို့ကနေဝင်ရောက်ခါထိုင်းမြန်မာနယ်စပ်မြောက်ဝီမြို့ကနေဖြတ်တန်းပြီးထိုင်းနိုင်ငံအတွင်းကလမ်းပိုင်းနဲ့ချိတ်ဆက်သွားမယ်လို့သိရှိရကြောင်းပါခင်ဗျာ။